ယူနိုက်တက်ကယူရိုပါလီဖလားကိုရကိုရရမယ်လို့သုံးသပ်လိုက်တဲ့ boss ကို Manchester United တင်းနဲ့ Dortmund Hotspur တို့ရဲ့လာမယ့်ယူရိုပါလီဘလူဘွဲဟာဘလုံးပရိသတ်တွေတော့ဆက်လို့ရှားစရာကောင်းတဲ့ပွဲတွေပွဲဖြစ်လာမှာအသေးချပါပဲဒီဘွဲမှာအနိုင်ရရှိမဲ့အသင်းနဲ့ပတ်သက်ပြီးမန်ယူရဲ့ဂဏဝင်ကစားသမားဟောင်းကြီး boss ကိုကသူ့ရဲ့တိကျပြတ်သားတဲ့သုံးသပ်ချက်ကိုပေးလာခဲ့ပါတယ်အသည့်စလုံးကပီရင်းလီမှာတော့ပရိသတ်တွေကိုစိတ်ပျက်စေခဲ့တဲ့ယာတီတွေကိုဖျက်ဆီးခဲ့ကြရပါတယ်ဒါပေမဲ့လာမယ့်ဘီပါအုံမှာကစားမယ့်ယူရိုပါလီဘလူဘွဲဟာ သူတို့ရဲ့ဒီယာဒီကိုအပြူသဘောဆောင်တဲ့အဆုံးသတ်တစ်ခုနဲ့ပြီးဆုံးစေဖို့အရေးကြီးတဲ့ခွင့်ရတစ်ခုဖြစ်ပြီးဒီပလာကိုရယူနိုင်ခဲ့မယ်ဆိုရင်လာမယ့်ယာဒီချန်ပီယံလိဝင်ကုန်းကိုလည်းစုကူးနိုင်မှာဖြစ်ပါတယ်။စပါတင်ဟာဒီပွဲကိုမန်ချက်စတာယူနိုက်တက်ရဲ့ဘီယာနဲ့တဲ့အခြေအနေနဲ့ရင်ဆိုင်ရမှာတည်ကြပါတယ်။နိဗျအမောင်ရင်ကိုယ်တိုင်ကလည်းသူ့အသင်းရဲ့လီယက်တီမှုကိုရှက်စရာကောင်းတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။တစ်ဖက်မှာတော့စပါရဲ့နိဗျပေါ်စတီကိုဂလူးဟာ သူ့ရဲ့နာခံနဲ့ပတ်သက်ပြီးမရေမယာမှုတွေရှိနေပေမဲ့လည်းတတလောပွဲတွေမှာပိုပြီးတက်တောင့်တတရှိနေပုံရပါတယ်။ Tottenham Hotspur ရဲ့ပွဲထွက်လူစင်းကလက်ရှိချိန်မှာ Manchester United နဲ့ပိုပြီးအင်အားကောင်းတယ်လို့သုံးသပ်သူတွေကဆိုကြပေမဲ့ Postco ကတော့တရဲနေလို့ရမယုံနိုင်စရာကောင်းတဲ့တမိုင်းဆင်လာတဲ့အတွေ့အကြုံကဒီဘလောက်ကိုရရှိနေမယ်အဓိကအကြောင်းရင်းဖြစ်လာလိမ့်မယ်လို့သူကယုံကြည်နေပါတယ်။ Postco ကကျွန်တော်အနေနဲ့ Manchester United က Europa League ဘလောက်ကိုဘာကြောင့်ရနိုင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးအတွေ့အကြုံနဲ့တမိုင်းကြောင်းထက်ပိုပြီးရုတ်တရှိတဲ့အကြောင်းပြချက်ပေးစရာမရှိပါဘူးပြီးခဲ့တဲ့9နှစ်က Real Madrid ကိုကြီးလိုက်ပါသူတို့တွေကအချင်းတော်တော်များများမှာရန်ကောင်းတဲ့အတင်းမဟုတ်ခဲ့ပေမဲ့ တမိုင်းကြောင့်ကသူတို့ကိုဗလာရစီခဲ့ပါတယ်။လက်တွေ့ကြကြကြည့်မယ်ဆိုရင်စပါကအနိုင်ရတဲ့မှာတယ်။ဒီကတဲ့၃ဘွဲစလုံးမှာကျွန်တော်တို့ကိုအနိုင်ယူခဲ့တာလေ။စပါကအဲ့ဒီညမှာအကောင်းဆုံးအတင်းဖြစ်ပြီးတကယ်ကောင်းကောင်းကစားနိုင်ကောင်းကစားနိုင်မိမယ်။ကျွန်တော်တို့အတင်းကပဲဗလာရသွားမှာပါ။အဲ့ဒီတိုင်ဖြစ်လိမ့်မယ်လို့ထင်ပါတယ်လို့ပြောကြခဲ့ပါတယ်။ Manchester United ဟာသူတို့ရဲ့အတွေ့အကြုံနဲ့မယုံနိုင်စရာကောင်းတဲ့တမိုင်းဆင်လာကိုအခြေခံပြီး Europa League ဖလားကိုရယူသွားနိုင်မယ်လို့ Bosco ကယုံကြည်နေပါတယ်။ပရိသတ်တွေအနေနဲ့လည်းဒါမဲ့ဘလူဘွဲမှာဘလို့ရိုက်လက်တွေထွက်ပေါ်လာမလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။